ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတသုံးခုဖြစ်သွားမယ်အကျိုးမဲ့အချင်းကြီးကျွန်တော် YouTube ပြီးလုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုတ်ခဲ့တာဆိုတော့တိဖို့တက်တည်ထားခဲ့ဖို့လိုတဲ့ကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်ပေါင်းအင်းနဲ့ဥက္ကမောင်မြင့်ဥက္ကမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရာရှိစာလွန်ဖတ်ပြီးဆိုတဲ့မှတ်ချက်ကိုရေးပေးလိုက်တဲ့ဘုံမှုတင်ပြီးလဲကျေးဇူးတင်ပါတယ်အဲ့ဒါလို့နှုတ်ထုတ်ခွင့်ပေးလို့ကျွန်တော်ထွက်လာတော့ဒါဥက္ကမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်ကျွန်တော်၃ယောက်ပဲရှိအေးဒါကောက်ခွင့်ရဲ့အလဲပါကျွန်တော်ကျမစဉ်းစား ကျော်လေးသူမှတနက်ပါဘူးသူမှတနက်ပါတယ်ဆက်ပြုံလဲပါတယ်သူတို့တစ်ယောက်တော့ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တယ်လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက် ကြားတယ်ပြစ်ခွဲပြီးကျွန်တော်အသာပဲဆုတ်ခွာသွားပြီပဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော်ဒီချိန်မှာအဲ့ဒီချိန်မှာကျွန်တော်ဒေါန်ဆန်းစုကြည်ရဲ့မိကုန်းတွေခေါ်ပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလေတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်း တင်နေတော့တက်တော့အဲ့ဒီကလာဒေါဆာစုကြည်ရဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးချုပ်မောင်အေးကိုလှုပ်ချက်မှုစူးစမ်းခဲ့တယ်လို့ဘိုးကြီးနေမျိုးစဉ်ပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြင့်နေပြီးအမိတ်ပေးစီခိုင်းသူနဲ့လှုပ်ဆောင်သူများကိုအရေးယူနိုင်ရေး IIMM ကျိုးပန်းနေဟုထုတ်ဖော်ပြောဆိုလာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်တော်လာညကြပါခင်ဗျာဒီလိုပြတာအားလုံး ုံတွေ့နေရတဲ့ဘေးပြာဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာငင်းချမ်းပါစေလို့ဥစွာဘနာမတောင်းဆုပြပါတယ်။မြင်းတွေ့ကြသည့်ဖြတ်တန်းရင်ဆိုင်နေရတဲ့အခက်အခဲတွေစိုးရလာတဲ့ကြံ့ကြုတ်ရက်စက်မှုတွေမထင်ရတော့ဘူးကြမ်းတမ်းလာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင်အတုကြက်ခိုင်ရင်ဆိုင်ပြီးတက်နေသမျှရုံးကန်ကြော်လွားခဲ့ကြတာအခုလေးနှစ်ကျော်ကာလတော့တည်းမှာတသက်မှာတစ်ခါမှ ကျွန်မလေးမဲလို့တော့ထင်ခဲ့တဲ့ဖြစ်ရဆိုးတွေအမျိုးမျိုးကိုကျွန်တော်တို့စိတ်တကူတွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ်။အဒီချိန်မှာတော့ဘဝဝကြီးကဘလောက်ပဲပြင်းထန်တဲ့ဒဏ်ခတ်နေပါစေငွေရောင်ဟိုတိမ့်တိုက်တိုင်းမှာငွေရောင်အနာကောက်လေးတွေရှိရဆိုတဲ့ဒီစာလေးတိုင်းပေါ့စာစုလေးတိုင်းပေါ့တောကတွေတိုင်းဒုက္ခတွေတိုင်းမှာကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲဒတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီးကျွန်တော်တို့ရင်ဆိုင်ကြော်လွားကြမှာပါ။ဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန် ညာရဲ့ဗီဒီယိုအလုံးကိုကျွန်တော်အနေနဲ့ဒီကနေ့ပြီးတော့လိုက်တော့အားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ်ရုံးကန်ကြော်လွားကြိုးစားအတူတူချက်တန်းကြအောင်ပါပြီးတော့အခုဒီကနေ့ရပိုင်းမှာဖြစ်ပေါ်နေတဲ့တမ89တမမှုကိုဖန်ဆီးခံရပြီးတဲ့နောက်ဒီနေ့မျိုးမျိုးထွက်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထွက်ပေါက်တစ်ခုရဖို့အတွက်ကျိုးတဲ့ညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြန်လွှဲပေးရမယ်ဆိုတဲ့တဲ့င်းတွေထွက်လာတာဒါတွေတော့ကျွန်တော်တို့เนี่ยအလန့်ကွာလို့တော့ကျွန်တော်အနေနဲ့အသေးစိတ်မပြပါဘူး ဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုးထိုက်တဲ့ပြစ်ဒဏ်တော့ပေးကိုပေးရပါလိမ့်မယ်ဘလောက်ကြီးပဲဆိုးပါညှိနှိုင်းဖို့ပြောပါစေအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့ဖြေလျှော့ပေးဖို့ရမဖြစ်နိုင်ပါဘူးအဲဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူတစ်လက်နဲ့အားလုံးအကောင်းပိတ်ပြီးခြံပေးမယ်မတို့လူအားလုံးကိုဆုတ်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့ပစုံတရားကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှော့မှုတစ်ခုကိုတော့ရှိရမှာပေါ့ ီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာဂန်ချားစင်လို့ခေါ်တဲ့ဒီစစ်တပ်တပ်ကအရေးကြီးသောတာဝန်ရှိသူပေါ့နော် Land Commission Officer လို့ခေါ်တဲ့ NCO သူကရာဂန်အကြက်ကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကရာရှိရာဂန်အကြက်စစ်တီးရဲလို့သူကခွဲခြားထားပါတယ်ရာရှိဆိုတာတော့အရာရာမှာတာဝန်ရှိတယ်ပေါ့ရာဂန်ဆိုတာတော့အရာရာမှာသူခံရတယ်သူပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အကြက်ကတော့ကြီးကြက်ကြက်ကပ်ပေါ့ဒုတိယကြက်တကြက်တကြက်ကြီး သူ့ထက်မှာမဒီဒီ CGU ဒုရာကံဘူပရာကံဘူပေါ့နော်ကျွန်တော်ခုပြောချင်တာကကျွန်တော်ကအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာဆိုတော့တက်မှတ်မှုတစ်ထစ်လျှော့စုတ်ခွာလက်နဲ့ချတာကိုဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့အခုအရာကံချက်ကြီးကကျွန်တော်တို့ဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မပြောပြခင်ကျွန်တော်ကိုယ်တိုင်အဲ2000နဲ့2ခုနှစ်2001နဲ့2002ပေါ့နော် 2000နှစ်ကျွန်တော်မှတ်မိပါ2002နော်2000ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ကြံစီကြိုးစားခဲ့မှုတွေအကြောင်းအရာလေးတခုကိုပုံမှန်လင်းလင်းအားမနာစရန်ပြောကြားချင်ပါတယ်2000ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းဆက်တာနာကျုပ်ကတိုင်ဘူးဘုချုပ်ခမောင်မြင့်ရဲ့အထူးလူမျိုးရေးအရာရှိတာဝန်တထင်းအရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ကိုချုပ်ပြီပေါ့စစ်ကိုချုပ်ဒီဆရာနေမှာညာတော့ဖြစ်လာလိလာထရှိလာတော့အဲ့ဒီကာလကဒုတိယဘုချုပ်မှုကြီးမောင်အေးနဲ့ဘုချုပ်ခင်ညွန့်နော်ရပိုင်းကားဆိုလို့ ဘူတန်ရွှေရဲ့သားသမီးတွေဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတယ်တောင်ကြီးဘက်ကိုပေါ့ကျွန်တော်နဲ့သူမလမ်းမကမ်းပါဘူးဆိုတော့သူတို့တွေကိုကျွန်တော်ကအဓိကလုံယုံရေးတာဝန်ယူရဖြစ်ပါတယ်တိုင်မှုဥက္ကမောင်မြင့်နဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်အမြဲတမ်းလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်အဲ့2002ခုနှစ်မှာခရေကကျွန်တော်ရဲ့တွေးတောမှုကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင်းပြင်ဆင်မှုတွေကိုကျွန်တော်အခုပြန်ပြီးပြောပြချင်ပါတယ်2002ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23 နှစ်ကာလတုန်းကဖြစ်တော့ခု2025ကိုဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖောင်းပွင့်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လည်းပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါခန္ဓာကိုပေးဆက်ပြီးစူးစမ်းထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှုရှိခဲ့ပြီးဖြစ်တော့အဲ့ဒီခေတ်ကာလဆင်ဟနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့စဉ်းစားချိတ်ကမှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းမီတဲ့ကဝူကြီးအုံကြုံမြင့်အကြောင်း ကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားတာအာနာရှင်နေဝင်းကိုအနိကလုံချံတက်ဖြတ်ဖို့ကြိုးစားခဲ့ရတယ်ဆိုရင်သူ့ရဲ့အဲ့ဒီကာလကတွေးခေါ်ဖို့ကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ်ဝီယာမီလို့ခေါ်တဲ့ဥပမာဆိုရင်မောင်အေးပေါ့ဘူဂျူမူဂျီမောင်အေးပေါ့ကျွန်တော်ထက်36နှစ်ကြီးတဲ့ဘူဂျူမူဂျီဒုတိယဘူဂျူမူဂျီမောင်အေးပေါ့ကျွန်တော်တောင်းရင်သူမနမိုးရင်သူအခန်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့ တောက်လျှောက်သွားလိုက်ရမှာသူရှိရရှိပြီးအားလုံးစီစဉ်ရတာသူအနီးနားမှာလုံချိုးပြီးသူရဲ့ PS ဆိုလို့ပါနဲ့အတူတူကျွန်တော်တောက်လျှောက်ရှိပြီးတော့ကောက်ရက်ရက်ညသာစားပွဲတဲတဲဆွေးနွေးပွဲခေါ်ပြောပွဲလုပ်လို့သူ့နားမှာတောက်လျှောက်ကျွန်တော်စောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရန်ပြူလာနိုင်မလဲသူ့ရဲ့အသက်အန္တရာယ်ကိုကိုတနက်အစင်းနဲ့ကြီထိုးထားပြီးကျွန်တော်ကနေရတဲ့လူသူ့အိတ်ဆောင်ကိုပြန်ပြီးသူ့အိတ်တန်းတကားပိတ်ပြီးမှကျွန်တော်အနေအားကိုကျွန်တော်ပြန်ခွင့်ရတဲ့သူအဲ့ချိန်မှာကျွန်တော်စဉ်းစားတန်းတန်းချွေရတော့အဲ့ချိန်မှာကျွန်တော်တို့ပချောင်တိတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာရှင်စနစ်ရဲ့အမြင့်ဆုံးအချိန်ဖြစ်တယ်အာနာရှင်ကိုအမိပြုတ်ပြီးတော့ ကဖားရဖဘောင်းတော်ဒီစိတ်တော်ကြီးဟာနော်တခင်လိုကြတခင်အားရကျွန်ဘာဝပြမယ်ဆိုရင်အယိုးရင်းတယ်မကအသားအဆနာပါကြိုက်ခွင့်ရတဲ့အခြေဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ရဖြစ်တည်မှုလုတ်ပိုင်ခွင့်ရပိုင်ခွင့်ရှာစားနိုင်တော်လဲပဲရှာစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်နဲ့ဝင်ရေးပါလိမ့်မယ်အာမရိမှုနဲ့ကြာကူပြီးတော့ထွက်ပြေးပါမယ်ဆက်ဆက်ပြောကြပါလိမ့်ဦးမယ်နော်ဒီဒီစစ်တပ်ထောက်ခံသူလို့ခေါ်တဲ့တစ်ဖက်ပိတ်ပညာမဲ့လူတန်းစားကြီးကျွန်တော်တိုက်ခိုက်နိုင်စရာတခုကလည်းဒီတခုပဲရှိတာဟုတ် မတိဘူးဘာညာနဲ့ဘယ်သူကစပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့ဆိုတော့အဲ့ဒါလေးဆက်ဆက်ပြောအောင်အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်ထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာခွေခြင်းမရှိခဲ့ပါဘူးရှိပဲကျွန်တော်ဘာစဉ်းစားလဲဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေးရနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေးရနာရှင်တွေထိတ်တိထိတ်တိကျဲဆိုတဲ့နံပါတ်1နဲ့2 2ကငါနားမှာအများတန်းရှိတယ် okay ငါတဲ့ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖျက်ဆီးနေတဲ့အာနာရှင်လူယုံပါတွေကိုတုတ်တိခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာ ထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ဒုတိယနေ့ဘူလောင်းဘွားတို့ကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတတိတီပါလားဘာလို့လဲဆိုတော့အာတိုင်းမျိုးဖြစ်ရှိနေတာဆက်အနာရှိတယ်ကြီးဒါနဲ့ကျွန်တော်တိတ်တိတ်ကြိတ်ကြံစီတယ်ဗျဒါကျွန်တော်ကိုယ်တိုင်ကြံစီခဲ့တဲ့အကြောင်းပုံမှန်လေးပြောပြတိတ်တိတ်ကြံစီမိသားစုလည်းအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်တည်းကြီးစံအကောင်းစားတွေကျွန်တော်ဝယ်စုကြီးစံအကောင်းစားဆိုတော့ဒီကပ္ပဆာထုတ်တဲ့ကြီးတွေကရန်ဖန်ကကြီးအားဖြစ်တတ်တယ် ICN ကြီးကြီးကျွန်တော်ရောက်ဝယ်စုတက်ဖြစ်ဖို့ရောက်ဝယ်စုစုထား တပြည့်ပေါ်ကိုလုံးကျွန်တော်ဟာပါဆက်ကျွန်တော်ထက်ကြီးပေါ့ပြစ်ဟုတ်ထက်ထက်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်စီစဉ်ဘလို့ဒီစီစဉ်လဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချန်သွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးဘယ်ကနေဘယ်ကိုသွားရင်ဘလောက်ကြာမယ်ဒီချိန်မှာဘလို့ကင်းဒီဆက်တွေစနစ်ကိုဘလို့ဖြတ်ကျော်မယ်ဆိုင်ကယ်နဲ့ဘလို့သွားရင်ဘယ်လိုနဲ့ချိတ်ဆက်မလဲကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အချိန်မှာအခုလည်းဒီလိုမျိုးကြီးမောင်ကြီးအခုကျတွန်းလေးပေါ်မှာဒုက္ခတာဖြစ်နေလို့ကြားရပါဗျာစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလကကျွန်တော်အနေနဲ့စသားတယောက်ကဲ စပိုင်းဖြတ်မှုနဲ့စူးစမ်းဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြတာ။ဒါနဲ့ကျွန်တော်ကအဲ့ဒီအချိန်မှာဘုဂျုံကြီးမောင်အေးနဲ့ဒီအီတာကောက်ခွေးမှာကျွန်တော်တို့သွားကြတာ။သွားကြတော့အဲ့ဒီအချိန်မှာ PSO ကလည်းသူခေါ်ရချင်းတယ်။တိုင်းမှု PSO ရောဘုဂျုံကြီးမောင်အေးရဲ့ PSO ရောခေါ်ရချင်းအညီလေးမင်းဘာလို့နာမင်းနေလိုက်။ Okay ကျွန်တော်ရတယ်ကျွန်တော်ကျွန်တော်လည်းကိုယ်ကြံစီနေကိုယ်လေးကြီးထိုးအဆင်နဲ့ကိုယ်ကြံစီနေကိုယ် Okay ကိုယ်ထွက်ခွာမဲ့လမ်းရထားခဲ့တဲ့ဆိုင်တဲ့အားလုံးကျွန်တော်တက်စားဘူးမှမရှိဘူး။အဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားအပြန်အလှန်လှလှနုလုံးပရိလုံးဝဲဆိုပါဦး။အဲ့ဒီကာလက ဒေါ်စန်းစစ်ကြီးကိုနေအိမ်ကျေချုပ်ချထားတဲ့အခြေမြေသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းနေအားလုံးကိုဆိုင်းပုတ်ပြီးဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အခြေဆိုတော့ပြောပြအောင်ကျွန်တော်အဲ့လိုကြမ်းစီနေတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနှီးနှီးနော်ဆက်သွယ်စကားပြောနေတဲ့မြေသားဒီမိုကရေစီအဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်နော်ခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြမ်းစီပြီးဟုတ်စဉ်းစား ျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတသုံးခုဖြစ်သွားမှာအကျိုးမဲ့အချီးကြီးကျွန်တော် YouTube ပြီးလုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုပ်ခဲ့တယ်ဆိုတော့တိဖို့တက်တည်ထားခဲ့ဖို့လိုတဲ့ကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်ပေါင်းအင်းနဲ့ဥက္ကမောင်မြင့်ဥက္ကမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ကွင်းပေးလိုက်တာဟုတ်နော်ဒီယာရှိစာလွန်ဖတ်ပြီဆိုတဲ့မှတ်ချက်ကိုရေးပေးလိုက်တဲ့ဘုံမှုတင်ပြီးလဲကျေးဇူးတင်ပါတယ်အဲ့ဒါလို့နှုတ်ထုတ်ကွင်းပေးလို့ကျွန်တော်ထွက်လာတာဒါဥက္ကမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်ကကျွန်တော်၃ယောက်ပဲရှိသေးတာကောက်ကွင်းရဲ့အလဲပါတမချင်မှာစဉ်းစား ကျော်လေးလေးသူတို့မတနပ်ပါဘူးသူတို့မတနပ်ပါဘူးဆက်ပြီးပုံလဲပါတယ်သူတို့တစ်ယောက်တော့ကသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်နှစ်တလုံးကိုသူတို့နှစ်ယောက်ကြားထဲပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားပြီပဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော်ဒီချိန်မှာအဲ့ဒီချိန်မှာကျွန်တော်ဒေါန်ဆန်းစစ်ကြီးရဲ့မိကုန်းတွေခေါ်ပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလေတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းကြီးတိုက်ပွဲထောက်လိုင်းကြီးတင်နှန်းတော့တက်တော့အဲ့ဒီကာလဒေါန်ဆန်းစစ်ကြီးရဲ့ခေါ်ပြောမှုတွေကိုကျွန်တော်တို့သွားပြီးသတင်းယူရ ပြီးတော့ဖက်ကိုပြန်တင်ပြဖို့ထောင်းလိုက်ကျွန်တော်သွားလောက်ရတယ်။ဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါန်ဆန်းကြည့်ကြည့်ကိုချေမုန်းဖို့နေနေဖို့စတဲ့ဖြစ်ပေါ့နော်။ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်စင်ကာလဒေါန်ဆန်းကြည့်အပြင်မှာရှိပြီးတယ်ဒီထောင်းလိုက်ပြန်တဲ့တော့။ဆိုတော့ကျွန်တော်ကဒီသွားယူတယ်သွားကြည့်တယ်ဆိုတဲ့အခါမှာသူ့ကိုစန့်ကျင်သွားပြလာမှာသူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတွေကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လောက်ကျန်တက်ဖြတ်မယ်ဆိုတဲ့အစီအစဉ်ရေးဆွဲနေတဲ့အချိန်မှာတော့ဒေါန်ဆန်းစစ်ကြီးကဟိုဖန်စီပြန်လဲဖန်စီခံထားတဲ့အခြေဖြစ်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါ ဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါအေးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်စနစ်ကြီးကအဲ့ချိန်မှာငါပြောပြင်ပင်စီလေးစိုက်ပြိုးတယ်လို့တတက်ခုတ်တပင်ခုတ်လေအမြင့်မှုကြီးကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလောက်ကျန်တက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မှာမဟုတ်ဘူးဒါနဲ့ပဲကျွန်တော်ဟာအဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်ကြီးတွေးနေရတော့တွေးနေတာတနက်ကိုတနက်တင်မလက်တင်လိုက်ပြန်စဉ်းစားလိုက်ခုကြည့်ကြည့်ကြည့်လိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးက အတော်လေးပါနေပုံရပါတယ်နော်တယ်လက်ကြီးပြူလူကောင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲစိတ်ဆန့်နေပါရှင်းရှင်းပါပေါ့ဆက်သမားအယုံကြီးရှင်းရှင်းပါပေါ့ဒါမှမဟုတ်ကျွန်တော်ရေမူပြက်နေတာကိုအသက်20ကျော်စိတ်နော်လူငယ်တယောက်မူပြက်နေတာကိုသူလည်းသတိထားမိမိပါပေါ့အဲ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြင့်လာကြောင်းကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMN MN ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပြီး လွန်ခဲ့သောနှစ်နှစ်တွင်မြန်မာစစ်တပ်သည်စကိုင်းတိုင်းဒေသကြီးရှိပစီကြီးကျေးရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ရာကလေးများအပါအဝင်အ ਨੇ ဆုံးလူပေါင်း155ဦးသေဆုံးခဲ့ကြောင်းရင်းဖြစ်ရက်က2020ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်ကအရဲသားအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်အသေးပြောက်အများဆုံးတိုက်ခိုက်မှုတရက်ဖြစ်ကြောင်းဒရုန်းများအသုံးပြုခြင်းနှင့်အချို့ကဆွဆွဲထားသလို ဓာတုလက်နက်အသုံးပြုခြင်းများအပါအဝင်ဝေဟင်မဘုံကျဲတိုက်ခိုက်မှုများသည်မြန်မာနိုင်ငံမှပဋိပက္ခဤကြောက်မက်ဖွယ်အင်္ဂါရက်တစ်ခုဖြစ်ပြီးပစီကြီးတိုက်ခိုက်မှုနောက်ပိုင်းအကြိမ်ရေတိုးမြင့်လာကြောင်း IIMN ကဆိုသည်မက်လာအတွင်ငလင်လုတ်ခတ်မှုအပြီးအသက်ရှင်ကျန်ရသူများကိုကယ်ဆယ်ရေးသမားများကရှာဖွေနေစုမှာပင်မြန်မာစစ်တပ်သည်မန္တလေးစကိုင်းနှင့်အခြားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်ခဲ့သောကြောင့်အရက်သားများထိခိုက်ဒေဆုံးခဲ့ကြကြောင်းသိရှိရသည်